ြည်တွင်းမှာအခြေစိုက်တဲ့ Hezbollah ပျောက်ကြားဖွဲ့ကိုအခုနှစ်ထဲမှာလက်နက်တပ်ဆင်မှုဖျက်သိမ်းနိုင်ဖို့မျှော်လင့်ကြောင်းလက်ဗနိုသမ္မတကပြောကြားခဲ့ပါတယ်။အီရန်ကကြောထောက်နောက်ခံပေးထားတဲ့လက်နက်ကန်အဖွဲ့အစည်းတွေထဲမှာအင်အားအတောင့်တင်းစုံအဖြစ်သတ်မှတ်ခံရတဲ့ Hezbollah တွေဟာလက်ဗနိုမှာအခြေစိုက်ပေမဲ့လက်ဗနိုအစိုးရလက်ဗနိုစစ်တပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာတော့မရှိပါဘူး။ Israel နဲ့ Hezbollah တွေပြီးခဲ့တဲ့လပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ အစ္စရေးရဲ့ထိုးစစ်တမ်းကြောင့်ဟစ်ဘိုလာဘက်မှအတော်ကြီးအင်အားချိနဲ့သွားခဲ့ပါတယ်။လက်ဗနောသမရကဟစ်ဘိုလာရစီကနေလက်နက်တွေသိမ်းဆီးတာသူတို့ရဲ့စစ်စခန်းနေရာတွေကနေရှင်းလင်းဖယ်ထုတ်တာတွေကို2025မှာအစပြုလှုပ်ဆောင်နိုင်ဖို့သူ့အနေနဲ့မျှော်လင့်ကြောင်းပြီးတော့ဒါဟာသူကိုယ်တိုင်ကအထူးလိုလားတဲ့အခြေအနေဖြစ်ကြောင်းပြောပါတယ်။1980ပြည့်နှစ်အစောပိုင်းကလက်ဗနောကိုအစ္စရေးတပ်တွေကျူးကျော်ခဲ့ချိန်မှာဟစ်ဘိုလာအဖွဲ့ကိုစတင်ထူထောင်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း Hezbollah ဟာအင်အားတောင့်တင်းတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လှင်လင်းမြန်မြန်ကြီးထွားလာခဲ့ပါတယ်။ Hezbollah တွေကိုလက်နက်ဆုံးဖို့တောင်းဆိုမှုတွေနှိရှေလာများရှိခဲ့ပေမဲ့လည်းအီရန်ရဲ့ထောက်ခံမှုနဲ့အတူအဲ့ဒီအဖွဲ့အစည်းကအစင်းဒဇိုင်းညှင်းဆို့ခဲ့ပါတယ်။ Lebanon သမ္မတက Hezbollah အဖွဲ့ဝင်အများစုဟာ Lebanon နိုင်ငံသားတွေသာဖြစ်ကြောင်းသူတို့ဆက်ပြီးစစ်မှုထမ်းကျင်နေဆိုရင် Lebanon စစ်တပ်ထဲကိုဝင်သင့်ကြောင်းအဲ့ဒီအတွက်တင့်တော်တဲ့လွှဲပြောင်းမှုလုပ်ငန်းစဉ်ကိုလည်းအကောင့်ထဲပုံမှန်ဖြစ်ကြောင်းပြောကြားပါတယ်။ တစ်ဖက်မှာလည်းလက်ဗနွန်တောင်ပိုင်းမှာ အစ္စရေးတပ်တွေဆက်ရှိနေခြင်းဟာဟစ်ဘိုလာတွေကလက်နက်မစွန့်လို့တဲ့အကြောင်းပြချက်ပေးစရာတစ်ခုဖြစ်နေပါတယ်။ဒါကြောင့်အစ္စရေးတပ်တွေရုတ်သိမ်းအောင် အမေရိကန်ကကြားဝင်တောင်းဆိုပေးတဲ့အကြောင်းလက်ဗနွန်သမ္မတကမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်။